မြန်နှုံးဆိုတာတာမနဲ့ရမဟုတ်ပါဘူး၎င်းဒီစွမ်းဟာစိတ်တက်နှလုံးခုနုံတက်တန်ဖြစ်သည်ဒီကဘာပေါ်မှာမြန်ဆုံးအပြေးသမား၅ရုပ်ရှိကြသည်သူတို့ရဲ့ခြေထောက်တွေကမြေပြင်ကိုဖောက်ထွင်းပြီးအချိန်ကိုကြော်ဖြတ်ကြသည်အားလုံးမင်္ဂလာပါ Lars Channel ကနေကြိုဆိုလိုက်ပါတယ်ဒီအပတ်မှာလည်းဒီမျိုးတို့စိတ်ဝင်စားစရာကမ္ဘာအကောင်ဆုံးအပြေးသမား၅ရုပ်အကြောင်းကိုပြောပြပေးသွားမှာပါနံပါတ်1 Usain Bolt Jamaica မှ Usain Bolt ကမ္ဘာအမြန်ဆုံးလူသားဒီလာမီတာကို9.58စက္ကန့်နဲ့ပြီးပြီးမြန်နှုန်း29.5နိုင်တောင်ရောက်ခဲ့ပြီသူ့ရဲ့အမီကမြန်နှုန်းနဲ့ညွန့်နေပြီးသူ့ရဲ့အနာဂတ်က already legendary ဖြစ်နေပြီ နံပါတ်2 Flores Griffith Joyner The Queen of Style American Mark Lojo တရားမိသားစု30ဒသမ49စက္ကန့်နဲ့ပြည့်ခဲ့သူသူမရအမြန်နှုန်းကအန်တိုးွယ်ဖြစ်တယ်လို့သူမရ fashion style ကလည်း track ပေါ်မှာအမှားတရားဖြစ်ခဲ့တယ် နံပါတ်3 Carl Lewis အမြန်နှုံးနဲ့အတူဆွာအားတည်ငြိမ်မှုနဲ့အောင်မြင်မှုကို ပေါင်းစပ်နိုင်သူဖူးရဖီးချင်းကဂီတာတို့နံပါတ်4 Jamaica မှာ Shelly and Freezer Price သူမရဲ့အမြန်နှုံးက Husky ကိုချက်တက်ထားပါလို့ပါပဲ။ သူမကကြည့်ရင်မျက်စိဖွင့်ပြီးပြတဲ့သူသူမရဲ့စွမ်းအားကသူမရဲ့အရွယ်အစားညမညီညွတ်ပဲ truck ပေါ်မှာမီးလောင်နေတဲ့ rocket တလုံးလိုပဲနံပါတ်9 no ya lies အနာဂတ်ရမြင်နှုန်းကိုယခုကပြနေတဲ့အပြေးသမားတယောက်သူ့ရဲ့အပြေးနှုန်းက fashion လဲ့ artistry ပေါင်းဆက်ထားပြီးသူ့ရဲ့အမြင်နှုန်းက track ပေါ်မှာပိုအထွေတဘို့လိုပဲမြင်တွေ့ရမှာပါ ထို့ကြောင့်ညံ့နှုံးဆိုတာတာမန်အရာမဟုတ်ပါဘူး၎င်းဒီစွမ်းအားစိတ်ထက်နှလုံးခုန်နှုံးတဲ့တန်တီဒီဒီလူတွေကအချိန်ကိုကြော်ထက်ပြီးတမိုင်းတဲမှာမြန်နှုံးနဲ့ကတူအမိတက်ထားကြသည်